This is Radio NUG, the voice of National Unity Government of Myanmar, broadcasting for Myanmar Spring Revolution. Radio NUG is transmitting from shortwave 16 meter 17.79 megahertz at 8:30 a.m. and 25 meter 11.94 megahertz at 8:30 p.m. Myanmar Standard Time. ္ဂလာပါရှင်။အမျိုးသားညီညွတ်ရေးအစိုးရရဲ့အတံလွတ်ဌာန Radio NUG ကိုမန္တလေး၈နိုင်ခွဲမှာလိုင်းတူ6မီတာ19.3 MHz နဲ့ညပိုင်း၈နိုင်ခွဲမှာလိုင်းတူ25မီတာ17.3 MHz တို့မှာဓာတ်ရိုက်ဖမ်းယူနိုင်နိုင်ပါပြီရှင်။မင်္ဂလာအပေါင်းနဲ့ကြည်စုံကြပါစေ။အခုချိန်ကစပြီး Radio NUG Season 2ကိုဓာတ်ရိုက်အတံလွှင့်ပေးနေပါပြီ။ ရေဒီယိုအန်ယူဂျီသတင်းရှင်များနဲ့မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းတဘာဝပြီးစစ်အာဏာရှင်ဗီရိုမှခင်းဝေးပြီးကိုယ်စိတ်နှပါဘေးကင်းလုံခြုံကြပါစေလို့ရေဒီယိုအန်ယူဂျီဝိုင်းတော်သားတွေကဆုတောင်းမြတ်တာပို့သလိုက်ရပါတယ်။မင်္ဂလာမနက်ခင်းပါခင်ဗျာ။အခုချိန်ကစတင်ပြီး2025ခုနှစ်ဇူလိုင်လ2ရက်ရေဒီယိုအန်ယူဂျီမနက်ပိုင်းထုတ်လွှင့်မှုကိုစတင်တော့မှာဖြစ်ပါတယ်။ပထမဆုံးအနေနဲ့စီရေးသတင်းကောင်းနှုတ်ချက်တွေကို နှွေဦးအလင်ကာကတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာမင်္ဂလာပါခင်ဗျာအခုချိန်ကစပြီး2025ခုနှစ်ဇူလိုင်လ2ရက်နေ့ Radio NUG ရဲ့မနက်ခင်းစီးရီသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ် ကျောင်းသားတက်ဦးကျောင်းသားလက်ယုံတက်တော်ဗဟုဥဆောင်ကော်မတီနှင့် NUG ကာကွယ်ဝင်ကြီးဥယင်မွန်တို့နိုင်ငံရေးစည်ရေးဗန္ဒာရေးအခြေအနေများကို တွေ့ဆုံဆွေးနွေးခဲ့တဲ့တဲ့ရင်ကို တင်ပြပေးကြပါရစေ။ကျောင်းသားတက်ဦးကျောင်းသားလက်ယုံတက်တော်ဗဟုဥဆောင်ကော်မတီဝင်များနှင့်အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ဝင်ကြီးဌာနပြည်ထောင်စုဝင်ကြီးဥယင်မွန်တို့ဟာ2025ခုနှစ်ဇွန်လ29ရက်နေ့မှာအွန်လိုင်းမှတက်ဆိုင်တွေ့ဆုံခဲ့ကြောင်းတဲ့ရင်ထုတ်ပြန်ထားပါရစေ။တွေ့ဆုံမှုအတွင်ကျောင်းသားတက်ဦးကျောင်းသားလက်ယုံတက်တော်ရဲ့အခြေဆိုင်ရာဒေတာများရှိနိုင်ငံရေးစည်ရေးအခြေ ီနေများနေရှေ့ဆက်ဆောင်ရွက်မဲ့လုပ်ငန်းစဉ်များအားဆွေးနွေးဖလှယ်ခဲ့တယ်လို့ဖော်ပြထားပါတယ်။ရှေ့ဆက်ဆောင်ရွက်မဲ့လုပ်ငန်းစဉ်များအနေဖြင့်၁မကွေးတိုင်းစစ်စင်ရေးစီမံချက်ကိုညှိနှိုင်းဆွေးနွေးပြီးចောင်းသားတအူးចောင်းသားလက်ယုံတက်တော်နေကာကွယ်ဝင်ကြီးဌာနလက်အောက်ခံတရင်တပ်ဖွဲ့များတာဝန်ခွဲဝေကစစ်စင်ရေးလုပ်ငန်းများကိုလက်တွေ့ကြကြအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး၂ဗန္ဓာယီဆိုင်ရာအရင်းမြစ်များကိုမျှဝေအသုံးပြုနိုင်ရန်ပူးပေါင်းဆောင်ရွက်သွားရေး၃ကာကွယ်ဝင်ကြီးဌာနမကွေးတိုင်းစစ်ဌာနတာဝန်ရှိသူများနေပုံမှန်ရင်းနှီးစွာတွေ့ဆုံကမြေပြင် င်ရှိလုပ်ငန်းများကို အတူတကွာအကောင့်ထည့်ဖို့ဆောင်ရွက်နိုင်ရေးစသည်တို့ကိုညှိနှိုင်းဆွေးနွေးသဘောတူခဲ့တယ်လို့သိရှိရပါပါတယ်ခင်ဗျာ။ ကရင်ညီမျိုးသားကာကွယ်ရေးတပ် SSNDF KNDF B1 တို့ဝန်နဲ့ KNDF B0 အိမ်မှာရဲဘော်များတိုက်ပွဲအတွင်းမြင့်မြတ်စွာကြာဆုံးခဲ့တဲ့တရင်ကိုတင်ပြပေးကြပါရစေ2025ခုနှစ်ဇွန်လ29ရက်နေ့မှာကရင်ညီပြည်နယ်မိုးပြဲမြို့ဤတွင်မှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲတစ်ခုတွင်ကရင်ညီမျိုးသားကာကွယ်ရေးတပ် KNDF မှရဲဘော်တအူဖြစ်သူကျော်စိန်လင်းခေါ်အားစိန်အသက်20နှစ်ကိုပိုင်နံပါတ် SSA 0175ဟာစစ်ကောင်စီများနဲ့ရွရွချွချွတိုက်ခိုက်ခဲ့ရင် င်မြင့်မြတ်စွာကြာဆုံးခဲ့ကြောင်း KNDF ဗျူဟာအမှတ်9တရင်း B101 မှာထုတ်ပြန်ကြေညာခဲ့ပါတယ်။ ရဲဘော်အားစိန်ဟာပေးအပ်ထားတဲ့တာဝန်များကိုကျေပွန်စွာထမ်းဆောင်ခဲ့ပြီးတိုင်းပြည်နဲ့ Federal Democracy ရရှိရေးအတွက်၎င်းရဲ့အသက်ကိုစွန့်လွတ်ပေးဆက်ခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပြီးအာဇာနည်သူရဲကောင်းအဖြစ်မှတ်တမ်းတင်ဂုဏ်ပြုခဲ့ကကြာဆုံးရဲဘော်ရဲ့မိသားစုဝင်များနဲ့အတူတရင်မှရဲဘော်များအနေနဲ့ထပ်တူထပ်များဝမ်းနည်းကြေကွဲရတယ်လို့ဖော်ပြထားပါတယ်ထို့ပြင်ဇွန်လ26ရက်နေ့မှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲတစ်ခုတွင် KNDF အမှတ်8တရင်မှဒူးရင်မှုဝိစတန်တက်ခွဲ1တက်စိန် ှုဇော်ဝမ်းနဲ့တက်သားစတီဖင်တို့ဟာစစ်ကောင်စီတပ်များနဲ့အပြန်အလှန်ပြစ်ခတ်မှုအတွင်းကြာဆုံးခဲ့တယ်လို့သိရှိရပါတယ်။ ဒူယင်းမှု wisdom ဟာ2021ခုနှစ်နှစ်လယ်ပိုင်းမှာ KNDF အမှတ်ရှိရဲ့အခြေခံစစ်တင်တဲ့အပတ်စဉ်နှစ်မှာစတင်ပါဝင်ခဲ့ပြီးတက်သားမှတက်စိတ်မှုတက်စုမှုတက်ခွဲမှုအဆင့်များတို့တက်လှမ်းခဲ့က2024ခုနှစ်မှာဒူယင်းမှုအဖြစ်တာဝန်ထမ်းဆောင်ခဲ့တယ်လို့ဖော်ပြထားပါတယ်။၎င်းမှာစကားနေပြီးတိုက်ရိုက်ခိုက်ရေးပြေဝသူဖြစ်ကအောက်ခြေရေပေါ်များနဲ့ရိုးသားစွာဆက်ဆံတတ်သူဖြစ်တယ်လို့သိရှိရပါတယ်။ KNDF အမှတ်ရှိတရင်ဟာကြာဆုံးသွားတဲ့အာဇာနည်သူရဲကောင်းများရဲ့မိသားစုများနဲ့အတူဝမ်းနဲ့ကြေကွဲ ွဲမှုကိုခက်တူခံစားရကြောင်းဖော်ပြထားပါရခင်ဗျာ ဆလဘီခမာယ998တရင်နဲ့တရဲသမိန်ရွာကစစ်ကောင်စီတပ်ဖွဲ့ကိုတွားရောက်တိုက်ခိုက်ခဲ့ရာ၄ဦးသေဆုံးခဲ့တဲ့သတင်းကိုတင်ပြပေးကြပါရစေ။ပဲခူးတိုင်းရွှေချင်းမြို့နယ်ရှိခမာယ998တရင်နဲ့ဝေါ်မြို့နယ်တရဲသမိန်ကျွရကစစ်ကောင်စီတပ်ဖွဲ့တို့ကိုတွားရောက်တိုက်ခိုက်ခဲ့ရာစစ်သား၄ဦးသေဆုံးခဲ့တယ်လို့ပဲခူးခရိုင်ပတ်ကားဖားကထုတ်ပြန်ထားပါရစေ။ဇွန်လ29ရက်နေ့နေ့လယ်ပိုင်းမှာခမာယ998တရင်ရှိဘန်ကာနဲ့ကရုတ်ချင်းများပြန်လည်တိစောက်နေတဲ့စစ်ကောင်စီတပ်ဖွဲ့ကိုလက်နက်ကြီးများနဲ့ တွားရောက်တိုက်ခိုက်တိုက်ခိုက်ခဲ့တာလို့ဆိုပါရယ်။တပြိုင်နက်တည်းမှာပဲတရဲတမင်ရွာကစစ်ကောင်စီတပ်ဖွဲ့လက်နက်ကြီးပစ်တဲ့နေရာကိုစနိုက်ပါနဲ့တွားရောက်တိုက်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရှိရပါရယ်။အဆိုပါတိုက်ခိုက်မှုတွင်စစ်ကောင်စီတပ်ဖွဲ့ဝင်၄ဦးသေဆုံးခဲ့ပြီးဒဏ်ရာရှိသူများလည်းရှိခဲ့ကြောင်းကိုဒေသခံတွေရဲ့သတင်းပေးပို့ချက်အရသိရတယ်လို့ဖော်ပြထားပါရယ်။၎င်းတိုက်ခိုက်မှုများကို KNU KNL တပ်မဟာ၃တပ်ရင်း9ဘကိုးခရိုင်ပကဖဘီဟာ36ဒေါနာတပ်ရင်းတို့က ူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်တယ်လို့သိရှိရပါတယ်။ဘကိုးခရိုင်ပကဖကုတ်ကဲမှုရှိရှစ်မြို့နယ်မှာပကဖရဲဘော်များခိုးလုံစစ်ပေးရှောင်ပြည်သူများအတွက်ရိတ်ခါဆန်ဖြစ်တင်းနိုင်မှုစံအိတ်တထောင်သိန်းတထောင်ကမ်ပိန်းကိုပြုလုပ်နေပြီးပြည်ရင်းပြည်ပထောက်ပို့ပြည်သူများအနေနဲ့ဝိုင်းဝန်းထောက်ပံ့ပေးကြဖို့မြစ်တာရိုက်ခန့်ထားပါတယ်ခင်ဗျာ။ ဆက်လက်ပြီးဗုတ်ပြင်းမြို့နယ်ကတော်လရင်တပ်ဖွဲ့ဂိတ်ကိုလာတိုက်တဲ့စစ်ကောင်စီတပ်နဲ့နှစ်ကြိမ်တိုက်တိုက်ပွဲဖြစ်ပွားခဲ့တဲ့သတင်းကိုတင်ပြပေးကြပါမယ်။တနင်္သာရီတိုင်းဗုတ်ပြင်းမြို့နယ်ချောင်းမွန်ကျွရနယ်ဝါရင်းကျွရကြားကတော်လရင်တပ်ဖွဲ့ဂိတ်ကိုလာတိုက်တဲ့စစ်ကောင်စီတပ်ဖွဲ့နဲ့နှစ်ကြိမ်တိုက်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ကော့တောင်းခိုင်အမှတ်၁တရင်ကထုတ်ပြန်ထားပါတယ်။ဇွန်လ22ရက်နေ့မနေ့6နာရီခန့်ကဗိုဒါရွာမှာထိုင်းချထားတဲ့အင်အား90ကျော်ခန့်ပေါင်းစစ်ကောင်စီတပ်နဲ့လေညာဘက်မှတက်လာတဲ့အင်အား40ကျော်ခန့်ပေါင်းစစ်ကောင်စီတပ်ဖွဲ့တို့ဟာ ာတော်လိုင်းပူပေါင်းတပ်ဖွဲ့စစ်စည်ရေးဂိတ်ကိုနှစ်ဖက်ညှက်တိုက်ခိုက်ခဲ့တာလို့ဆိုပါရယ်တိုက်ပွဲတွင်လက်နက်ကြီးလက်နက်ငယ်များနဲ့အပြန်အလှန်ထိတွေ့မှုမိနစ်30ခန့်ဖြစ်ပွားခဲ့ပြီးတော်လိုင်းပူပေါင်းတပ်ဖွဲ့မှရဲဘော်များအထိကိမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရှိရပါရယ်ထို့နောက်ပြင်ဆင်မှုများပြုလုပ်ခဲ့ပြီးစေနာရေးအချိန်မှာ40မမနဲ့60မမဘုံးသီးများလက်နက်ငယ်များနဲ့ဒုတိယကြိမ်ထပ်မံတွားရောက်တိုက်ခိုက်ခဲ့ရာမိနစ်30ခန့်တိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်ကောင်စီဘက်ကထိခိုက်သေးဆုံးမှုရှိခဲ့တယ်လို့သိရှိရပါရယ်ယခုတိုက်ခိုက်မှုများကို KNLA တရင်203တက်ခွဲလီကော်တောင်းခိုင်အမှတ်1တက်ခွဲ2 SOF တက်ခွဲ PDF ဗုတ်ပြင်းမျိုးနဲ့ပြည်သူ့ကာကွယ်အဖွဲ့ပကဖာ Flying Star Force နဲ့ဗုတ်ပြင်းမျိုးနဲ့ပြည်သူ့ရဲတပ်ဖွဲ့တို့ကပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်တယ်လို့သိရှိရပါတယ်ခင်ဗျာ စိတ်ဖြူမျိုးနယ်မှာဘောလုံးကန်ရန်ထွက်လာတဲ့အသက်16နှစ်အရွယ်လူငယ်ကိုစစ်ကောင်စီတပ်သားများကပြစ်ဒတ်ခဲ့တဲ့တဲ့ရင်ကိုတင်ပြပေးခြင်းပါတယ်။မကွေးတိုင်းဒေသကြီးစိတ်ဖြူမျိုးနယ်ငချင်းချောင်းကျွာမှာစစ်ကောင်စီတပ်သားများကဘောလုံးကန်ရန်ထွက်လာတဲ့အသက်16နှစ်အရွယ်မောင်အောင်သူထွန်းဟာအကြောင်းမဲ့တနက်နေ့ပြစ်ဒတ်ခဲ့ကြောင်းပခုတ်ကူခိုင်အမှတ်လေးတရင်တက်ခွဲတစ်ထံမှသိရှိရပါတယ်။ဇွန်လ28ရက်နေ့လယ်ပိုင်းမှာငချင်းချောင်းကျွာသူအရှိအနောက်နှစ်တောင်ပတ်မှာအင်အား90ခန်း၃ဖွဲ့ခွဲကဝင်ရောက်လာတဲ့စစ်ကောင် စီတပ်သားများဟာရွာပြင်ဘက်ရှိဘောလုံးကွင်းမှာဘောလုံးကန်နေတဲ့လူငယ်များထံမှ ဖုံးများကိုတင်းစီစစ်ဆေးခဲ့ပြီးဖမ်းဆီးရန်ကြိုးပမ်းခဲ့တယ်လို့သိရှိရပါတယ်။ ထိုအချိန်တွင်ဆိုင်ကယ်နှင့်ဘောလုံးကွင်းသို့ရောက်ရှိလာသည့်မောင်အောင်သူထွန်းဟာစစ်သားများကိုမြင်မြင်ချင်းကြောက်လန့်ကဆိုင်ကယ်နှင့်ထွက်ပြေးရန်ကြိုးစားခဲ့တော်လေ။ဖုံးကြံခဲ့သဖြင့်ပြန်လှည့်ကောက်ယူနေစဉ်စစ်သားများကအနောက်မှတနက်နေ့နှစ်ချက်ပစ်ခတ်ခဲ့ရာပထမတစ်ချက်မှာခြေထောက်ကိုထိမှန်ပြီးဒုတိယတစ်ချက်မှာနှောက်ကြောကိုထိမှန်ခဲ့ကနေရာမှာပင်သေဆုံးခဲ့တယ်လို့သိရှိရပါတယ်။စစ်ကောင်စီတပ်သားများဟာသေဆုံးသွားတဲ့မောင်အောင်သူထွန်းရဲ့ရုပ်အလောင်းကိုပစိုးနဲ့ထုတ်ပြီးယူဆောင်သွားခဲ့ကလမ်းတနေရာမှာစွန့်ပစ်ထားခဲ့ပြီး၎င်းရဲ့ရုပ်အလောင်းကိုဇွန်လ 30ရင်းဒီမှာတကြိုပြီးစီးခဲ့တယ်လို့သိရှိရပါတယ်။လက်ရှိမှာစိတ်ဖြူစောလန်းပိုင်းနေပသိမ်မုံရလန်းကြားရှိငချင်းချောင်း၊ကျောင်းရွာ၊ကုန်းရွာနဲ့ကြစ်ပြင်ကျွာများမှာစိတ်ကောင်းစီတများဝင်ရောက်နေပြီးအင်တာနက်လိုင်းများလည်းပြတ်တောက်နေတယ်လို့သိရှိရပါတယ်ခင်ဗျာ။ နမ်ခမ်းမှာချန်ရှင်းရမှာမိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးအမျိုးသမီးတူတေဆုံးခဲ့တဲ့တဲ့ရင်ကိုတင်ပြပေးခြင်းပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်း TNL တပ်မဟာ6နေမြေနမ်ခမ်းမြို့တာယာကုန်းရက်ွက်မှာချန်ရှင်းနေရင်မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ကအမျိုးသမီးတူတေဆုံးခဲ့တယ်လို့ TNL ကထုတ်ပြန်ထားပါတယ်။ဇွန်လ29ရက်နေ့ညနေ3နာရီခွဲအချိန်ကနမ်ခမ်းစခန်းတေဟောင်းအနီးမှာ၎င်းအမျိုးသမီးဟာပြောင်းမှုချန်ရှင်းနေချိန်မိုင်းပေါက်ကွဲခဲ့တာဖြစ်ပြီးမျက်နာနဲ့ဥကောက်မှာမိုင်းစထိမှန်ခဲ့တယ်လို့ဆိုပါတယ်။မိုင်းထိမှန်ခဲ့သူဟာအသက် 30အရွယ်ဒေါ်အားဖိန်ဆိုသူဖြစ်ပြီးစေကူတာဖို့ပို့ဆောင်နေရင်းလမ်းမှာတည်ဆုံသွားတယ်လို့သိရှိရပါတယ်။ဒီကဲတဲ့မေလ29ရက်နေ့ကလည်းနမ်ခမ်းမြို့ဟိုပေါ်အထက်ကျွာနီးမှာအမျိုးသားတူဟာမိသွေးသွားကြည့်ရင်မိုင်းနေမိခဲ့ပြီးညာဘက်ခြေထောက်တစ်ဖက်ဆုံးရှုံးခဲ့တယ်လို့သိရှိရပါတယ်ခင်ဗျာ။ ဆက်လက်ပြီးနောင်ချိုမြို့နယ်30ကျွာကိုစစ်ကောင်စီကဘုံကျဲတိုက်ခိုက်ခဲ့ရာပြည်သူ၃ဦးသေဆုံးခဲ့တဲ့သတင်းကိုတင်ပြပေးကြပါရစေ။ရှမ်းပြည်နယ်မြောက်ပိုင်း TNL တပ်မဟာ၃နယ်မြေနောင်ချိုမြို့နယ်30ကျွာကိုစစ်ကောင်စီကဘုံကျဲတိုက်ခိုက်ခဲ့ရာပြည်သူ၃ဦးသေဆုံးခဲ့ပြီး2ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNL ကထုတ်ပြန်ထားပါရစေ။ဇွန်လ၁ရက်နေ့နေ့လယ်၃ :55 မိနစ်16မိနစ်20မိနစ်နဲ့23မိနစ်တို့မှာ30ကျွာကို၄ချိန်စုစုပေါင်းဘုံဆက်တလုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့တာလို့ဆိုပါရစေ။ ကျဲကျတိုက်ခိုက်မှုတွင်အမျိုးသား၃ဦးထိခိုက်ဒေဆုံးခဲ့ရပြီးအမျိုးသား၂ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကာနေအိမ်နှလုံးနှင့်ဖုန်ကြီးချောင်းနှစ်ဆောင်ထိမှန်ပျက်စီးခဲ့တယ်လို့သိရှိရပါတယ်။ဒီကဲတဲ့ဇွန်လ၂၉ရက်နေ့ကလည်းကြောင်မဲမြို့မှာစစ်ကောင်စီတပ်ကဂျက်ဖိုက်တာနဲ့ပေါင်၂50ဘုံ6လုံးကျဲချတိုက်ခိုက်ခဲ့ရာအမျိုးသမီး၂ဦးနဲ့အမျိုးသား၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနေအိမ်၁၄လုံးစာသင်ကျောင်းတစ်ကျောင်းနဲ့ဖုန်ကြီးချောင်းနှစ်ကျောင်းထိမှန်ပျက်စီးခဲ့တယ်လို့သိရှိရပါတယ်ခင်ဗျာ။ ကန်တီကာလာယာ52တရင်မှာစိတ်ကောင်းစီတက်သားတူဦးမိသားစုနဲ့အတူအလင်းဝင်လာခဲ့တဲ့တဲ့ရင်ကို တင်ပြပေးကြပါမယ်။ ကန်တီမျိုးနဲ့ခလာရ52တရင်မှာစစ်ကောင်စီတပ်သားနဲ့မိသားစုဟာဟ ோம் လင်းမျိုးနဲ့ပြည်သူ့ကာကွယ်ရေးဖွဲ့နဲ့ချိတ်ဆက်ပြီးပြည်သူ့ရင်ခွင်ခိုးလုံလာခဲ့ကြောင်းသတင်းထုတ်ပြန်ထားပါတယ်။၎င်းတို့ဟာတက်တွင်းထက်အောင်မညီမျှမှုပြည်သူလူထုအပေါ်မတရားနှိပ်စက်အနိုင်ကျင့်မှုအယက်သားပြည်သူများနဲ့စာတင်ကြောင်းများအားလေးချောင်းတိုက်ခိုက်မှုများအားမခံမရနိုင်ဖြစ်တာကြောင်းအလင်းဝင်လာတာဖြစ်တယ်လို့သိရှိရပါတယ်ခင်ဗျာ။ယခုတင်ပြခဲ့တဲ့စည်ရေးသတင်းကောက်နှုတ်ချက်တွေကိုတော့ Radio NUG သတင်းတောက်မင်းစစ်သွင်းနဲ့ခါရှယ်တို့ကပေးပို့ထားခြင်းဖြစ်ပါတယ်။ ကျွန်တော်ကတော့ຫນွေဥလင်ကပါစီးတဲ့ရင်းကိုနားဆင်လို့အပြီးမှာတော့အခုဆက်လက်ပြီးပြည်တွင်းသတင်းတွေကိုကျွန်တော်ຫນွေဥနိုင်ကဖတ်ကြားတင်ပြပေးပါမယ်ခင်ဗျာမင်္ဂလာပါခင်ဗျာအခုချိန်ကစပြီး2025ခုနှစ်ဇူလိုင်လ2ရက်နေ့ Radio NUG ရဲ့မနက်ခင်းပြည်တွင်းသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့ຫນွေဦးနိုင်ပါ အခုပထမဆုံးတစ်ပုဒ်အနေနဲ့ one day challenge ထောက်ပံ့ငွေဒေါ်လာ3သိန်းအားကောင်းစွာလက်ခံရရှိကြောင်း NUG ယာယီသမ္မတဒူဝါလက်ရှိလာကမှတ်တမ်းတင်ဂုဏ်ပြုလွှာများပြန်လည်ပေးပို့တဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။ဆီယာနာသိမ်းမှုစန့်ကျင်ရေးကော်မတီကိုရီးယားဟာ 2021ခုနှစ်ဩဂုတ်လမှ2025ခုနှစ်ဇွန်လအထိရရှိခဲ့တဲ့ One Day Challenge လှုပ်ရှားမှုရန်ပုံငွေများအနက်မှလာစဉ်ဒေါ်လာ3သိန်းနဲ့ညီမျှတဲ့ဝင်ငွေအားအမျိုးသားညီညွတ်ရေးအစိုးရအန်ယူဂျီထံပေးပို့လာခဲ့ရမှာ2025ခုနှစ်ဇူလိုင်လ1ရက်နေ့အထိစုစုပေါင်းဒေါ်လာ3.3တန်းအားပေးပို့ခဲ့ပြီးဖြစ်တယ်လို့ဖော်ပြထားပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရအန်ယူဂျီရဲ့ယာယီသမ္မတဒူဝါလက်ရှိလဟာလာစဉ် One Day Challenge ထောက်ပံ့ငွေဒေါ်လာ3သိန်းအားကောင်းစွာလက်ခံရရှိကြောင်းမှတ်တမ်းတင်ဂုဏ်ပြုလွှာမ များအားပြီးပို့ခဲ့ရာ2025ခုနှစ်ဇူလိုင်လ1ရက်နေ့မှာ33ကြိမ်မြောက်ပြီးပို့ခဲ့တယ်လို့အတည်ပြုထားပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရ NUG ဟာ 1D Challenge Member ဝင်များရဲ့လာစဉ်ထက်ဝင်ငွေအားအခွန်ငွေအဖြစ်သတ်မှတ်ခါ6လတခါအခွန်လက်မှတ်များထုတ်ပေးခြင်းနဲ့12လတခါယာယီသမ္မတကြီးရဲ့မှတ်တမ်းတင်ဂုဏ်ပြုလွှာကိုကြီးမြင့်ခြင်းစသဖြင့် 1D Challenge Member ဝင်များအားဂုဏ်ပြုလျက်ရှိပါတယ်။ 1D Challenge ထောက်ပံ့ငွေဖြင့်အမျိုးသားညီညွတ်ရေးအစိုးရရဲ့နေမြေစိုးမှုရေးမဟာဗျူဟာစီမံချက်အောင်မြင်နိုင်စေရေးအတွက် ်အဂျမ်ဘတ်စစ်တပ်ကရှီတန်းကနေဖိအားကောင်းစွာပေးကာဒေါ်လာတိုက်ပွဲဝင်နေတဲ့တပ်ဦးခံတပ်ဖြစ်တဲ့အထူးတပ်ဖွဲ့သူအမေရိကန်ဒေါ်လာ3,594သိန်းကျပ်တန်ဖိုးရှိတဲ့ကြီးအရေးအတွက်13,500အားထောက်ပံ့ခဲ့ပြီးတော့ရှာထူဝနီးပညာအဖွဲ့ရဲ့အစင်းမြင့်နီးပညာနဲ့သူရိဒနာလုပ်ငန်းများဆောင်ရွက်ရန်အတွက်ထိုင်းဘတ်18သိန်းမြန်မာငွေကျပ်သိန်းပေါင်း2,400ခန့်ဥက္ကဋ္ဌစကန်းသိန်းတိုက်ပွဲအတွက်ဘတ်တက်တန်းနဲ့ ြေပြင် PDF LPDF UG အဖွဲ209ဖွဲ့သူ73540 MOD PDF သူစေဝဆောင်ဘူ1သိန်း1000စေဘေးဆောင်ပြည်သူများနဲ့ CDM ပြည်သူဝန်ထမ်းကောင်းများအားလှစဉ် NUG အစိုးရရဲ့ထောက်ပံ့ကူညီငွေအဖြစ်ထောက်ပံ့ပေးလျက်ရှိနေတယ်လို့ဖော်ပြထားပါရခင်ဗျာ CRPH နဲ့ပြည်တော်စုလွတ်တော်ကိုယ်စားလှယ်များတွေ့ဆုံပြီးစည်ရေးနိုင်ငံရေးအခြေအနေများဆွေးနွေးတဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။ပြည်တော်စုလွတ်တော်ကိုစားပြုကော်မတီဟာတိုင်းဒေသကြီးပြည်နယ်များမှာရှိတဲ့ပြည်တော်စုလွတ်တော်ကိုယ်စားလှယ်များနဲ့ဇွန်လ29ရက်နေ့မှာကချင်ပြည်နယ်၊ကယား၊ကရင်ပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊မွန်ပြည်နယ်၊ရှမ်းပြည်နယ်ဇွန်လ30ရက်နေ့မှာစကိုင်းတိုင်း၊မကွေတိုင်း၊မန္တလေးတိုင်းနဲ့ဇူလိုင်1ရက်နေ့မှာရန်ကုန်တိုင်း၊ပဲခူးတိုင်း၊အေရဝတီတိုင်းတနင်္သာရီတိုင်းဒေသကြီးတို့ဖြင့်၃ချိန်ခွဲပြီးတွေ့ဆုံဆွေးနွေးခဲ့တယ်လို့သိရပါတယ်။တွေ့ဆုံပွဲ ဲများမှတဆင့်ပြည်တော်စုလွတ်တော်ကိုစားပြုကော်မတီနှင့်ရေးရာကော်မတီများရဲ့လွတ်တော်လုပ်ငန်းဆိုင်ရာဆောင်ရွက်ချက်များပြည်တော်စုလွတ်တော်ကိုယ်စားလှယ်များအားရှင်းလင်းတင်ပြခြင်းလက်ရှိစစ်ရေးနိုင်ငံရေးအခြေအနေများဆွေးနွေးခြင်းသက်ဆိုင်ရာတိုင်းပြည်နယ်အလိုက်မြေပြင်လိုအပ်ချက်များဆွေးနွေးခြင်းပြည်တော်စုလွတ်တော်ကိုယ်စားလှယ်များအချင်းချင်းကြားတရင်အချက်လက်မျှဝေခြင်းပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ခြင်းနဲ့ယုံကြည်မှုတည်ဆောက်ခြင်းများဆောင်ရွက်နိုင်ရန်ရည်ရွယ်ပြီးတော့အခမ်းအနားကိုကျင်းပခဲ့ခြင်းဖြစ်ပါတယ်။၃ရက်တာတွေ့ဆုံပွဲများမှာပြည်တော်စုလွတ်တော်ကိုယ်စားပြုကော်မတီဥက္ကဋ္ဌဦးအောင်ကြည် ည်ညွန့်နဲ့အတွင်ရေးမှုအဖွဲ့ဝင်ဥထုံမြင့်တို့ကနှုတ်ခွန်းဆက်စကားများပြောကြားခဲ့ပြီးတော့လွှတ်တော်ကိုယ်စားလှယ်စီစီရေးကော်မတီဥက္ကဋ္ဌမှ CRPH နဲ့ရေးရာကော်မတီများရဲ့လုပ်ငန်းဆောင်ရွက်ချက်များအချင်းချုပ်အားရှင်းလင်းတင်ပြခဲ့ကြပါသည်။အဲဒီနောက်နိုင်ငံတကာဆက်ဆံရေးနဲ့ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာလုပ်ငန်းဆောင်ရွက်ချက်များကိုနိုင်ငံတကာဆက်ဆံရေးကော်မတီအတွင်ရေးမှုက၎င်း CDM ထောက်ပံ့မှုအပါအဝင်ပြည်သူ့ရေးရာကိစ္စရပ်များနဲ့ဆက်လင်းပြီးပြည်သူ့ရေးရာကော်မတီဥက္ကဋ္ဌက၎င်းမကြာသေးမီကထုတ်ပြန်ခဲ့တဲ့အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုဆိုင်ရာနိုင်ငံဝန်ထမ်း ဥပဒေ CDM Law အပါအဝင်ဥပဒေရေးရာကိစ္စရပ်များနဲ့ဆက်လင်းပြီးဥပဒေရေးရာကော်မတီဥက္ကဋ္ဌကလည်းကောင်အသေးသေးရှင်းလင်းတင်ပြခဲ့ကြပါရယ်။အဲ့ဒီနောက်တက်ရောက်လာကြတဲ့ပြည်တော်စုလွတ်တော်ကိုယ်စားလှယ်များကသက်ဆိုင်ရာတိုင်းပြည်နယ်အလိုက်မြေပြင်လိုအပ်ချက်များပညာရေးဆိုင်ရာကိစ္စရပ်များစီရေးအခြေအနေများအုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်များနဲ့ဆက်လင်းပြီးသက်ဆိုင်ရာဝန်ကြီးဌာနများနဲ့ချိတ်ဆက်ဆောင်ရွက်ပေးရေးကိစ္စရပ်များနဲ့အခြားသိရှိလိုတာများမေးမြန်းခဲ့ကြပြီးတော့လွတ်တော်ကန်တာပုံမူပြည်ပြင်စွာဆောင်ရွက်သွားနိုင်ရေးတို့ကိုလည်းအပြန်အလှန်အကြံပြုဆွေးနွေးခဲ့ကြပါရ Take them, yeah? ဆက်လက်ပြီးနိုင်ငံတော်သမ္မတဦးဝင်းမြင့်နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါက်အောင်ဆန်းစုကြည်တို့အပါအဝင်နိုင်ငံ၏အကျဉ်းသားတွေရဲ့အသက်အန္တရာယ်ကိုအမျိုးသားညီညွတ်ရေးအစိုးရစိုးရိမ်တဲ့တရင်ကိုတင်ပြပေးပါမယ်။နိုင်ငံတော်သမ္မတဦးဝင်းမြင့်နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါက်အောင်ဆန်းစုကြည်တို့အပါအဝင်နိုင်ငံ၏အကျဉ်းသားတွေရဲ့အသက်အန္တရာယ်ကိုအမျိုးသားညီညွတ်ရေးအစိုးရကစိုးရိမ်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရပြည်သူလူထုနဲ့နိုင်ငံတကာတို့တရင်စကားပြောကြားခြင်း press briefing အစီအစဉ်မှာဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေပုံးလက်ကပြောကြားခဲ့ပါတယ်။အကြံပေးစီ ုပ်စုလောက်ကံအကျဉ်းတောင်တွေမှာကျမကြီးဆောင်းရှောက်မှုလုံလုံလောက်လောက်မရရှိမှုနဲ့ဖိနှိပ်မှုတွေကြောင့်နိုင်ငံရေးအကျဉ်းသားတွေအသက်ဆုံးရှုံးနေရတဲ့ဖြစ်စဉ်တွေရှိနေပါတယ်။နိုင်ငံကောင်းဆောင်တွေဖြစ်တဲ့နိုင်ငံတော်သမ္မတဦးဝင်းမြင့်နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်တို့ဟာလည်းအကြံဘက်စေအုပ်စုရဲ့မတရားချုံနောက်မှုကိုခံထားရပြီးလုံလောက်တဲ့စီးပွားကူတာမှုတွေရရှိမနေတာကြောင့်နိုင်ငံကောင်းဆောင်တွေနဲ့နိုင်ငံရေးအကျဉ်းသားတွေရဲ့အသက်အန္တရာယ်ကိုအမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့အထူးပင်စိုးရိမ်မကင်ဖြစ်မိပါတယ်လို့ပြောကြားထားပါတယ်ခင်ဗျာ။ ဆက်လက်ပြီး NUG ဖေးကိုအသုံးပြုပြီးတော့ငွေကျပ်ဘီလီယံပေါင်း2650ကျော်ထောက်ပို့အားကူဖြည့်ဆည်းပေးနိုင်ခဲ့ပြီဖြစ်တယ်ဆိုတဲ့သတင်းကိုတင်ပြပေးပါမယ်။ NUG ဖေးကိုအသုံးပြုပြီးတော့ငွေကျပ်ဘီလီယံပေါင်း2650ကျော် ထောက်ပို့အားကိုဖြည့်ဆည်းပေးနိုင်ခဲ့ပြီဖြစ်တယ်လို့ NGP ရဲ့ပြည်သူ့အစိုးရကတင်ပြချက်မှာစီမံကိန်းဖန်နာရေးနဲ့ယင်းနည်းမြုပ်နှံမှုဝန်ကြီးဌာနပြည်တော်စုဝန်ကြီးဦးတင်ထွန်းနိုင်ကအမှားစကားပြောကြားရာမှာထည့်သွင်းပြောကြားထားပါတယ်။အခုဆိုရင်တော်လန်ပြည်သူတဦးချင်းအပါအဝင်တရင်တပ်ဖွဲ့စုစုပေါင်း38000ကျော် NGP ကိုအသုံးပြုပြီးတော့ငွေကျပ်ဘီလီယံပေါင်း2650ကျော်ထောက်ပို့အားကိုဖြည့်ဆည်းပေးနိုင်ခဲ့ပြီဖြစ်တယ်လို့ဝန်ကြီးကပြောကြားခဲ့ပါတယ်။ဒါ့အပြင်တော်လန်ရန်ဝန်တစ်ခုလုံးလွှမ်းခြုံနိုင်တဲ့ P2P network တစ်ခုဖြစ်လာ ာစေရေးအတွက် NUGP အနေဖြင့်ဦးဆောင်ပြီးလုပ်ငန်းစဉ်တရက်ချမှတ်ပြီးတော့အကောင့်ချေဖို့ဆောင်ရွက်လျက်ရှိတယ်လို့ဝန်ကြီးကထပ်လောင်းပြောကြားထားပါတယ်။ NUGP အားလက်ရှိမှာမြန်မာနိုင်ငံအပါအဝင်ဒေသကြီး9ခုနိုင်ငံ28ခုမှာလေပတ်လျက်ရှိတယ်လို့သိရပါတယ်ခင်ဗျာ။ဆလဘီအူဘူထောင်ဘူဝမှာမုံရတပိတ်ကောင်းဆောင်ကိုဝင်မိုးနိုင်တန်တုံးနဲ့နဖူးခွဲတဲ့အထိရိုင်းနဲ့နှိမ့်ဆက်ခံရပြီးတော့တတိလျမိမျိုးမှုကိုပါစေကူတာမှုမပေးခဲ့တဲ့တဲ့ရင်ကိုကျင်းပြပေးပါမယ်။ ထောင်ပြောင်းဖြစ်ရောက်ရှိလာတဲ့နိုင်ငံရေးအကျဉ်းသားများကိုထောင်အဝင်ဘူးဝါမှာမတရားရိုက်နှက်နှိပ်စက်မှုများပြုခဲ့တာကိုတွေ့ရှိရပြီးတော့ဖြစ်စဉ်အတွင်မုံရွာတပိတ်ကောင်းဆောင်ကိုဝေမိုးနိုင်ကိုဥတီချက်ထားပြီးတော့အကျဉ်းဦးစီးဝန်တန်းအရာရှိတအုပ်မှတန်တုပ်ဖြင့်စတင်ရိုက်နှက်ရမှစတင်ပြီးအခြားနိုင်ငံရေးအကျဉ်းသားများပါနောက်ဆက်တွဲအနေဖြင့်ရိုက်နှက်ခံရခြင်းဖြစ်ကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ကအတည်ပြုထားပါသည်ကိုဝေမိုးနိုင်ဟာတန်တုပ်ဖြင့်ရိုက်နှက်ခံရမှုကြောင့်နဖူးကွဲတန်ရာရရှိကရိုက်နှက်ခံရမှုဖြစ်စဉ် င်အတွင်းသွေးထွက်လွန်ကသတိမေမျောသွားခဲ့ကသတိမေမျောစဉ်အတွင်းအရေးပေါ်ဆေးဝါးကုသမှုခံယူရန်လိုအပ်ပေမဲ့လေထောင်တွင်းဆေးရုံသို့ပို့ဆောင်ကုသပေးခြင်းမရှိခဲ့တာကိုသိရှိထားရတယ်လို့ဖော်ပြထားပါတယ်။ကိုဝေမိုးနိုင်အားသတိပြန်လည်ရရှိတာနဲ့တပြိုင်နက်ကြေတံတိုက်သို့ပို့ပြီးတော့ပါဆယ်နဲ့ထောင်ဝင်စာအဲတွေးခွင့်ကိုကန့်သက်ထားပြီးခြေချင်းခတ်ပြီးတော့တီးခြားတိုက်မှာတိုက်ပိတ်ပြစ်ဒဏ်ပေးထားကြောင်းသိရပါပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့ SDB အကောင့်စိတ်ချလုံခြုံမှုရှိစီဖို့ SDB အကောင့်နဲ့ချိတ်ဆက်ထားတဲ့ email password ကိုအသစ်ပြောင်းခြင်းဖြင့်ကြိုတင်ကာကွယ်ရန်အသိပေးတဲ့တင်ကိုတင်ပြပေးပါမယ်။ SDB အကောင့်စိတ်ချလုံခြုံမှုရှိစီဖို့ SDB အကောင့်နဲ့ချိတ်ဆက်ထားတဲ့ email password ကိုအသစ်ပြောင်းခြင်းဖြင့်ကြိုတင်ကာကွယ်ရန်ဇူလိုင်10ရက်နေ့ကအသိပေးကြေညာလိုက်ပါတယ်။မကြာသေးမီ2025ဇူလိုင်အတွင်းကမ္ဘာတဝန်းအင်တာနက်သုံးစွဲသူအကောင့် login အချက်အလက်များ password နဲ့ user 16 billion ခန့်အကြီးစားပေါက်ကြားပြန့်နှံ့မှုသတင်းအခြေအနေအရာ ား SDB အသုံးပြုသူများအနေဖြင့်မတမာသူများကမိမိအကောင့်ကိုအသုံးပြုပြီးတော့ငွေလွှဲပို့ခြင်းနဲ့ငွေထုတ်ယူခြင်းအစရှိတဲ့ရန်များကိုအချိန်မီဟန်တားကာကွယ်နိုင်ရန်အထူးအရေးကြီးပါသည်။ငွေဥပံမှစကဝတ်ပေါက်ကြားခြင်းဖြစ်စဉ်မကြုံရှိသေးတော့လေ SDB အကောင့်စိတ်ချလုံခြုံမှုရှိစေဖို့ပထမဦးစွာမိမိရဲ့ SDB အကောင့်နဲ့ချိတ်ဆက်ထားတဲ့ email password ကိုအသစ်ပြောင်းခြင်းဖြင့်ကြိုတင်ကာကွယ်ပါလို့ SDB ဘဏ်ကဖော်ပြထားပါသည်။ email password နဲ့ SDB အကောင့်ရဲ့ password မှာတူညီနေခြင်းသို့မဟုတ်ခက်ဆင်စင်သတ်မှတ်ထားပါက ာငွေကြီးလုံခြုံမှုရှိစေရန်အတွက်ကွဲပြားတဲ့ password အသစ် pin အသစ်ပြောင်းလဲခြင်းနဲ့နှစ်ဆင့်ကန်အတီးပြူခြင်း 2fa များကိုလည်းခံထားကြဖို့လည်းတိုက်တွန်းထားပါတယ်အကောင့်လုံခြုံရေးမြင့်တင်ရန်အခက်အခဲတစုံတရာရှိပါက SDB အတွင်းမှာရှိတဲ့ live chat တို့မဟုတ် Facebook page messenger မှာတဆင့်ဆက်သွယ်မေးမြန်းနိုင်တယ်လို့သိရပါတယ်ခင်ဗျာအခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းတောက်တာကီ Carshell 2ကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ ပြည်တွင်သတင်းလေးကိုနားဆင်ကြရတာပဲဖြစ်ပါတယ်။အခုဆက်လက်ပြီးတော့တိုက်ပွဲဖြစ်ပွားသည့်နေရာများအတွက်လုံခြုံရေးဆိုင်ရာအကြံပြုချက်များကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။တိုက်ပွဲဖြစ်ပွားနေတဲ့နေရာတွေအတွက်လုံခြုံရေးဆိုင်ရာအကြံပြုချက်များပြစ်ခတ်နေခြင်းအတွင်ပိတ်မိနေခြင်းနဲ့ထိခိုက်ဒဏ်ရာရရှိခြင်းတွေကနေရှောင်ရှားနိုင်မှုစစ်ရေးသတင်းတွေကိုအမြဲမပြတ်နားထောင်ပါ။ အင်တာနက်အသုံးမပြုနိုင်ပါက UNG Radio အစီအစဉ်မှစရေသတင်းတွေကိုရယူပါပြက်ကတ်မှုဖြစ်ပွားတဲ့နေရာတွေနဲ့ပြစ်မှတ်ဖြစ်နိုင်တဲ့နေရာတွေကိုသတိပြုသွားလာပါစစ်တပ်စစ်ဆေးဂိတ်များစစ်ဘက်ဆိုင်ရာအဆောက်အအုံများရင်းတန်းများနဲ့တပ်ဖွဲ့ဝင်တွေသွာလာလှုပ်ရှားတဲ့နေရာများဗန်းများနဲ့အခြားငွေကြေးနှင့်သက်ဆိုင်တဲ့နေရာများလက်နက်ကင်အဖွဲများအုံပြုသည့်ရုံးအဆောက်အအုံများ ဖေကုတ်စကန်နေရာများကိုရှောင်ရှားသွားလာပါ။ထားရှိရမယ့်စိတ်နေသဘောထား။အနေရသတိရှိမှုကိုသစုံတစ်ခုပြစ်လာနိုင်တဲ့ဆိုတဲ့အသိစိတ်နဲ့အဝါရောင်အစ်စ်မှာအမြဲထားရှိပါ။ပြစ်လာနိုင်မဲ့အနေရကိုသတိရှိပါ။ပြစ်ခဲ့ပါက တုံ့ပြန်ဆောင်ရွက်ရမယ့် နီလန်းအမျိုးမျိုးကိုကြိုတင်စဉ်းစားပြင်ဆင်ပါ။နေရာဒေသနဲ့တိုက်ပွဲအခြေအနေပေါ်မူတည်၍ တုတ်ပြန်နေ냐လဲမတူညီနိုင်ပါမျိုးလုံးထဲတွင်မြင်ရောင်၍ပြင်ဆင်လှုပ်ဆောင်ပါကြောင်ယွန်ထိတ်လန့်မှုကြောင့်အယောင်ယောင်အမမဖြစ်နိုင်တာကိုကြိုတင်မျှော်တွေးထားပါလက်တွေလေ့ကျင့်ပါလက်တလုံးတိုက်ပွဲဖြစ်ပွားမှုတဲ့နေရာများလက်ရှိဖြစ်ပွားနေတဲ့နေရာတွေကိုသတိပြုရှောင်ရှားသွားလာပါမိမိနေထိုင်ရမယ့်ပတ်ဝန်းကျင်အနေအထားကိုအမြဲဆန်းစပ်ပါ ်အနီးဝန်းကျင်မှာဟုံးအုပ်ကာကွယ်ထားတဲ့အရာဝတ္ထုတွေရှိနေပါကပောက်ကွဲနိုင်တဲ့ပစ္စည်းတစ်စုံတရာရှိနိုင်တာကိုရီဗျူပါမိသားစုအတွင်းလိုက်နာရမယ်လုံခြုံရေးအစီအမံတွေနဲ့အရေးပေါ်ရွှေပြောင်းရမယ်နည်းလမ်းတွေကိုမိသားစုဝင်အားလုံးကို အသိပေးဆောင်ရွက်ပါပြကနေကြရင်အတွင်းပြိမိနေပါကစောင်းရွက်ရဲ့အချက်များတိုက်ပွဲအတွင်းပြိမိရင်လုံဆောင်ရမယ့်အပြုတ်မှုများအတွက်စိတ်ပိုင်းနဲ့ရုပ်ပိုင်းဆိုင်ရာကြိုတင်ပြင်ဆင်လေးကျင်ထားပါ အဆောင်အုံပြင်းမမှာပြက်ခတ်တန်ကြားတာနဲ့တပြိုင်နက်မြေမြေပေါ်တို့ဝစ်ချ၍အနည်းဆုံးအကာအကွယ်ကိုရောက်အောင်သွားပါ၅စက္ကန့်အစီအစဉ်ကိုလှုပ်ဆောင်ပါဝစ်ချပါပြင့်မဲ့သေးငယ်စရန်အတွက်ခန္ဓာကိုယ်ကိုကြောက်နိုင်သမျှကြုံထားပါအန်နီယယ်လာရကိုရှာဖွေပါအကာအကွယ်ကိုရှာဖွေပါအမျက်နေရာရွှေ့ပါအကာအကွယ်ကိုရောက်ရင်အထပ်ပါအတိုင်းထပ်မံလှုပ်ဆောင်ပါ လက်နက်ကြီးနဲ့ပစ်ခတ်တာနဲ့လေကြောင်းတိုက်ခိုက်မှုကြုံရပါကအနည်းဆုံးအကာအကွယ်ရှာ၍အနေဆုံးနေရာတွင်နေပါအကာအကွယ်မရှိပါကမြေနှိမ့်တဲ့နေရာမှာဝင်နေပါတုံကပောက်ကွဲမှုကြောင့်နစီထိခိုက်နိုင်သဖြင့်ခေါင်းကိုလက်ဖွားနဲ့အုပ်နားကိုလက်ဖြန်နဲ့ပိတ်တံတောင်ကိုမြေတွင်ထောက်ပြီးရင်ဘတ်နဲ့မြေကြီးခွာထား၍မှောက်ထားပါပါးစပ်ကိုအနေငယ်ဟထားရပါမယ်လေကြောင်းတိုက်ခိုက်ခံရချိန်မှာကြောက်လန့်တကြထွက်ပြေးတာအပြင်ထွက်ဗီဒီယိုရိုက်ကူးတာ မာကျောသောနေရံတွေကိုမှီနေတာရေကြီးမှာခေါင်းကိုကတ်ထားတာတို့မပြုလို့ရပါမှန်တွေနဲ့တုံခါမှုကြောင့်ပောက်ကွဲနိုင်တဲ့အရာတွေအနည်းမှာမနေရပါဘုံမှုကြမဟုတ်တဲ့နေရာတွေမှာလူအများစုဝေးတာထူးသဖြင့်အဆောင်ပြင်ပမှာစွေးပုံအောင်တာတွေကိုရှောင်ကျင်ရပါမယ်ကရုတ်ချင်းညောင်ဘုံကိုချင်းတဲအိတ်တွေလှိုင်းကောင်းတဲ့ကြောက်တုံးတွေရေကမှုတွေကိုအကာအကွယ်ဖြင့်အသုံးပြုပါပောက်ကွဲတန်ကိုနားထောင်ပြီး အပြက်အစီးများလွင်ဆင်ပြီးတဲ့အထိဆောင်းပါ၅စက္ကန့်အစီအစဉ်ကိုဆောင်ရွက်ပါဖောက်ပေါက်ကိုအမြဲရှာဖွေပါရေဒီယိုအန်ယူဂျီသောရရှိများခင်ဗျာအခုဆက်လက်ပြီးတော်လန်ဟီတေဂီတာအစီအစဉ်မှာ PML ရေးသားထားပြီးမင်းလွန်တီးဆိုထားတဲ့ဘွားဟုခေါ်သည်ဆိုတဲ့တော်လန်ဟီတီတချင်းကိုနားဆင်ရမှာဖြစ်ပါရယ်ခင်ဗျာ က်စီတမဲအတွဲမျက်တောင်တစ်ခတ်အတွဲမှာမမြဲခြင်းတရားဒုက္ခဒုက္ခမင်းကြောင့်ရအောင်မှာတဘဝ မိုက်တညာနဲ့လက်ဆောင်ချိုင်းထဲကငဲ့သဖွဲပြောင်းလက်စိတ်နကအယောင်ချမပြောင်းထိုက်တဲ့ပါနှစ်ဖက်လဲမြစ်တာတွေခေါင်ခိုက်စင်ငါအတွက်တကယ်လောင်မြိုက်ခဲမှာတစ်ချက်ထဲနဲ့ပြန်တွင်းတဲ့သကောင်မိုက်ထဲအားပြက်ခဲခုံမင်းဆုံးညင်ညင်ကမေးပြောခဲ့ဘူးတဲ့ပုံပြင်တဖုံလူတွေရဲ့ကောက်ချင်မှုဆိုတဲ့အပိုင်းကိုငါမယုံချင်ဆုံးတကယ်တမ်းလက်တွေ့ဘဝကမျက်လုံးတွေကိုဖုံဝင်သလိုအခုမှသိတဲ့အမေပြောပြခဲ့ဘူးလားကြီးကပုံပြင်မဟုတ် င်ပန်းတာကွာရှင်လန်းစရာမပါမှတ်ယူပါမယ်ဘဝရဲ့သင်္ကန်းစာများကိုရှင်ပန်းမှာထားအဲ့လိုပြက်ခန်းစားလက်ချက်ဆက်ရမနဲ့ပြန်များစွာရှိသေးလေတွေးရင်ပြစ်စုံပန်းကိုလက်ခံမရပါရတန်ချာမှာပြရတာသူတို့ကိုကိုွယ်တာကြီးကပတ်စံပါလား ခံခြင်းလက်လက်ခံရမှာမျိုးဆက်ဖြစ်တယ်လက်ဆက်ခံရမှာနာကျင်မှုတော့ကာဝေဒနာပြောပြနေစရာမလိုဘူးလူတွေရဲ့လောဘတော့သမောဟတွေကြမြေစာပင်ဖြစ်ခဲ့ရတဲ့လူဒန်းစားတွေကိုသိချမင်းဖွေရှာရင်ဖျက်ခင်းစီစုတော့ကျွန်တော်တို့ဖြေရှာခွင့်အော်အော်တတ်လုံးတွေကြလည်းဘာလို့ခတ်ချုံနေရလဲဘဝတွေဖြေတဲ့စာမေးပွဲတိုင်းမှာငါတပ်ပုံတွေမှားစဲ လူလောကကြီးတဲ့ပူတော်ကကြီးပဲကူမဲသူမရှိဘူးတကယ်ခက်ခဲချက်တဲ့ပေါ်မဲနေစေပဲကဲမဲသူမရှိဘူးတကယ်စိတ်တကားဝီစီမချိုကလဲအိမ်မကကျန်သန်ဖို့တောင်းပြန်စေယုံကြည်လိုက်ဘဝကဒီလိုပဲ ာတူပမကြည့်တဲ့အပြစ်တော့အမားတစ်ခုတော့ရှိမယ်ထာဝရမြူးပြော်ပြီးနေရဘုခနာအဆူတော့ရှိမယ်မေတ္တရာကိုမစေးထဲလိုက်အောင်တရားမှုမပေါ်မီရည်ပြီးငိုဖို့မြတ်ယေရှုထာတဘဝဟုခေါ်သည်ဒီကနေ့ကတော့ဒီညနေပဲ Radio and Music ရဲ့အစီအစဉ်လေးကို ခေတ္တရန်နာလိုက်ပါမယ်ရှင်မြန်မာစံတော်ချိန်မနေ့၈နိုင်ခွဲနဲ့ည၈နိုင်ခွဲအချိန်တွေမှာပြောင်းလဲဆိုပေးကြပါလို့ရှင်ရေဒီယိုအန်ယူဂျီကိုမနေ့ပိုင်း၈နိုင်ခွဲမှာလိုင်းတူ၁၆မီတာ၁ခုနှစ်တက်မှာခူကူမဂါဟတ်ဇ်နဲ့ညပိုင်း၈နိုင်ခွဲမှာလိုင်းတူ၂၅မီတာ၁၁တက်မှာ၉လေးမဂါဟတ်ဇ်တို့မှာဓာတ်ရိုက်ဖမ်းယူနိုင်စင်နေပါ ြန်မာနိုင်ငံသူနိုင်ငံသားများကိုစိတ်နှဖျားစမ်းမချမ်းသာလို့ဘေးကင်းလုံခြုံကြပါစေလို့ Radio NUG ရဲ့ဖွင့်သူ ဖွေသားများကဆုတောင်းလိုက်ရပါတယ်။ San Francisco Bay Area အခြေဆိုင်မြန်မာမိသားစုများနိုင်ငံတကာကစေတနာရှင်များလို့အားပေးကြရဲ့ Radio NUG ဖြစ်ပါရဲ့ရှင်။အရေးတော်ပုံအောင်ရမည်။